အဲတဲ့ကျွန်တော်တို့ပြီးခဲ့တဲ့ဘွယ်ရကစားခွဲတဲ့ line web ကဆက်မြန်းလုံးမလားဗောလေတွေးကြည့်ရတာเนาะဒါပြီးခဲ့တဲ့ဘွယ်ရကျွန်တော်ကစားခဲ့တယ်696ထောင်းတယ်အဲ့ဒီ696ထောင်ပြီးတာ ਨੇ သူ့ရဲ့နှစ်နှစ်ကျော်မှာအပူခွားရိုက်မယ်ဆိုပြီးရိုက်တယ်เนาะအဲ့ဒီအပူခွားရိုက်သွားပြီးတာ ਨੇ သူ့ရဲ့အောက်မှာနောက်ပိတ်တူနောက်ပိတ်နဲ့လာဒါမှမဟုတ်ရင်ဒီကနန်း1ချင်းလာပေါ့เนาะသူက1ချင်းကစားနေတာ ဒီအဘူးကိုကိုခုံကိုသူ့အောက်မှာဝမ်းချင်းနော်ဒါဆိုရင်ဒီမှာကျွန်တော်တို့696ထောင်နေသူကနေနှစ်နှစ်ကျော်မှာအဘူးဖွားကစားမယ်လို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့ဒီအဘူးဖွားကစားပြီးတာနေအဲ့ဒီခဏကသူ့အောက်မှာဝမ်းချင်းမြင်ရရလားနော်အဲ့696ထောင်ပြီးတာနေနှစ်နှစ်ကျော်ပူးမယ်ပူးရင်အဲ့ခဏဝမ်းချင်းကြမယ်သူကတော့အဘိတ်တူအဘိတ်ဒီနေကိုကြတယ်နော် ဒါဆိုရင်အခုကျွန်တော်တို့ဒီမှာ696ထောင်ပြီးပြီးခဲ့တဲ့ဘွဲကအပူခွားကစားမယ်ပူးတယ်နော်ပူးသွားတော့အဲ့ဒီအပူခွားကစားပြီးတာနဲ့သူ့ရဲ့အောက်မှာထွက်မဲ့ကနန်းပြီးအပိတ်တို့အပိတ်ဆိုခွန်ပိတ်နဲ့အပေါ်ကနှစ်နှစ်ခွန်ကိုဝန်းချင်းနဲ့နော်အဲ့ဒီမှာကျွန်တော်9နှစ်ခွန်ဆိုတဲ့ကနန်းထည့်မယ်နော်သူကကိုထိတ်တွေတော့ထဲ့တယ်ဒါပေမဲ့ကိုထိတ်ကိုကျွန်တော်ကကိုကိုဒီဘွဲ့နောက်ပိတ်လို့လဲတွေးတယ်ဗောနော တို့ဒီအပုခွားအောက်မှာကိုးထိတ်ကိုအပိတ်တူပိတ်နေလားဒါဆိုရင်ဒီအပုခွားအောက်မှာအပိတ်တူအပိတ်ကိုကိုးထိတ်နေလားပေါ့နော်ဟောအခုဒီမှာလဲကျွန်တော်တို့ဒီ6 6ထောင်းနဲ့ပူခွားထွက်တယ်ကိုးထိတ်စည်းကိုနောက်ပိတ်တူနောက်ပိတ်ဆို60ခွန်ခွားမှာဟိုနော်60ခွန်ခွားမှာဟိုကျွန်တော်ကအပေါ်ကဏ္ဍမှာ1ချိန်နဲ့ကစားမယ်ဆိုရင်ကိုးနှစ်ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ပဲရှိတော့နော်အဲ့ကိုးနှစ်ခွန်ဆိုတဲ့ကဏ္ဍကိုကျွန်တော်ပြမယ်ဒီညာ ဘာလို့တော့ဆိုတော့ပြီးခဲ့တဲ့ဘွဲရကျွန်တော်တို့ကစားခဲ့တဲ့ line jet ကလေးမှာဒီကေဘွဲရကျွန်တော်ကစားခဲ့တဲ့ဒီ line jet ထဲမှာကိုနစ်ခွန်ဟာဒီဘွဲထဲရပြီးခဲ့တဲ့ဘွဲရကစားခဲ့တဲ့ line jet ကကျွန်တော်ပြောခဲ့တဲ့9ထိပ်စီ6ထိပ်စီခွန်ထိပ်စီပေါ့နော်ဒီအောက်မှာ6တိခောက်တာတော့ထားလိုက်တော့အဲ့တော့အဲ့ line ထဲမှာကျွန်တော်တို့ ခွန်နောက်ပိတ်အောက်ကကနန်းနှစ်နှစ်ကျော်ပေါက်သူ့အောက်ထွက်တဲ့ကနန်းဒီအရှိတနှစ်ကျော်ကကနန်းနော်တနှစ်ကျော်ကကနန်းဒီမှာလည်းအတူတူပဲခွန်နောက်ပိတ်အောက်ကကနန်းနှစ်နှစ်ကျော်ပေါက်သူ့အောက်ထွက်တဲ့ကနန်းဒီအရှိတနှစ်ကျော်ကကနန်းအခုဒီခွန်နောက်ပိတ်အောက်ကကနန်းကနှစ်နှစ်ကျော်ထွက်လို့သူ့အောက်မှာထွက်တဲ့ကနန်းဒီအရှိတနှစ်ကျော်ကကနန်းဆိုပြီးတော့ကျွန်တော်ဒီနှစ်ခွန်နှစ်ကိုထည့်တယ်နော် အဲ့ဒီမှာကျွန်တော်ပြောတယ်နော်အဲ့ဒီနေရာ లైట్ ကိုတေချာပြန်ကြည့်တဲ့လူဆိုသိလိမ့်မယ်တနစ်ကြော်ကနန်းကတည်းမလာဘူးလို့ကျွန်တော်ပြောတယ်နောက်ပြီးတော့ခွန်နောက်ဘိတ်နေပဲထိုးရမှာလို့နော်အဲ့ဒါကိုတချို့မိတ်ဆွေတွေကကျွန်တော်မက်ဆန်ဂျာကနေအခုပြောတဲ့လူတွေကနှစ်ခွန်နေပဲထိုးတယ်ဆိုနှစ်ခွန်နှစ်ကိုကျွန်တော်လုံးလုံးမပြမိဘူးနော်ကျွန်တော်ပြတာကျွန်တော်ပြတာလေဒီလိုပဲကျွန်တော်ပြတယ်ခွန်ထိပ်စည်းနဲ့တနစ်ကြော်ကနန်းမဟုတ်ရင်ခွန်နောက်ဘိတ်နဲ့တနစ်ကြော်ကနန်းခွန်ခွန်နှစ်နော်ကျွန်တော်ဒီလိုပြတယ် ်နောက်တစ်ချက်ကကျွန်တော်နှစ်နှစ်ခွန်ဒီလိုပဲပြရတယ်ရေးပေးလဲဒီလိုပဲရေးပြရတယ်နော်အဲ့တချို့ကလာလာမန်းတယ်မက်ဆေ့ချာမှာနှစ်ခွန်နှစ်ပဲထိုးတယ်ဆိုနှစ်ခွန်နှစ်မှာကျွန်တော်မပြပဲနှစ်ခွန်နှစ်ကတခြားစရာတွေပြတာကျွန်တော်မပြဘူးနော်နှစ်ခွန်နှစ်ကတခြားစရာတွေတည်းရခဏန်းနေကျွန်တော်ခဏန်းမဟုတ်ဘူးနော်ကျွန်တော်ခဏန်းကကျွန်တော်ဒီလိုထုတ်တာခွန်နောက်ပိတ်အပိုင်နဲ့ထုတ်တာအဲ့ဒါလေးတစ်ချက်သတိထားဖို့နော်ကျွန်တော်ပြောတာကပါဇက်ကတည်းကပြောတာမဟုတ်ဘူးစိုက်နေပါခြားပြတယ်ဒါဟုမှ နှစ်ခုနှစ်ပဲထိုးမိတာနှစ်ခုနှစ်ဆိုဩသည်ဖြစ်မှာပေါ့မှာဘောနော်ပို့ပေါ့မှာအဲအဲ့ဒါကျွန်တော်လည်းမဆိုင်တော့ဘူးအဲ့ဒါကကျွန်တော်မိတ်ဆွေတွေကံမယ်တခြားဆရာတွေရဲ့အယူဆနဲ့တွေးထုတ်လိုက်လို့အဲ့လိုဖြစ်သွားတာဖြစ်မယ်ကျွန်တော်အယူဆနဲ့တွေးထုတ်ရင်ဒီကနန်းကခွန်ပိတ်ရင်ပိတ်မပိတ်ရင်ထိတ်ပဲဒါပဲရှိတာအဲ့အဲ့ line ထဲမှာအဲ့ line ထဲမှာလေရလည်းဘယ်ရောက်သွားမှမသိဘူးနော်အဲ့ဒီ line ထဲမှာ အခုကျွန်တော်ပြောသလိုတနှစ်ကျော်ခန်းနန်းလာပေါက်ပြီးသွားပြီးတော့နောက်ထပ်ကစားခွက်အဲ့ထဲမှာတစ်မျိုးရှိတယ်နော်ဒီစာရွက်ကချုပ်နေလို့ကျွန်တော်စာရွက်အစ်တစ်နဲ့ပြပါဒီစာရွက်ကရှုပ်နေလို့အဲ့လိုင်းနေမှာတဲ့ဟုတ်တယ်ရေးပေးတာကနှစ်နှစ်ခွန်ရေးပေးတာဒါပေမဲ့တချို့ကနှစ်ခွန်နှစ်ဆိုရင်ပူပေါက်မှာတော့ဗောနော်ဒီလိုမျိုးနှစ်ခွန်နှစ်ကိုအောတာတော့ကျွန်တော် ဒါဆိုရင်တော့ကျွန်တော်တိလိုက်ပြီဒါဆိုရင်တော့သူကကျွန်တော်အတွေးကိုယူသုံးပြီးပေါက်တာမဟုတ်ဘူးတခြားဆရာတယောက်ရဲ့အတွေးကိုယူသုံးတာပဲဖြစ်မယ်လို့ကျွန်တော်အဲ့လိုမျိုးတွေးလိုက်တာပေါ့လေ။နော်တချို့လူတွေကလည်းဒါပေမဲ့ဒါကတော့ကိုယ့်ရဲ့ကိုယ်ပိုင်ယူဆချက်ကိုကြိုက်တယ်လို့ကိုထုံးမှာပေါ့နော်ဟုတ်တယ်မလား။ဒါကျွန်တော်ပြောပြတာပါ။ တကယ်လို့ကျွန်တော်ပြောတဲ့စကားကျွန်တော်ပြတဲ့အစိုက်ကိုတေချာကြည့်တဲ့လူဆိုရင်အဲ့ခဏမျိုးကခွန်နောက်ပိတ်နေပဲထိုးမှာဘယ်တော့မှထိတ်နေမထိုးဘူးကျွန်တော်သိတယ်ရှောက်ရှိခွန်နိနိခွန်နိခွန်နော်အဲ့ခုနကလိုင်းထဲမှာကျွန်တော်စောရေးတဲ့ကဂျိုတော့တွေးတော့တွေးထားတာအဲ့ကောင်ကကျွန်တော်တို့ သွေးထားတာလေးอ่ะအခုကျွန်တော်ရောစိုက်နေသူကအန်ခိုက်လာရိုက်လို့ပါเนาะကျွန်တော်ပြောခဲ့တဲ့အဲဘယ်ရောက်သွားတော့ထောင်ကိုနော်ထောင်ကိုခုနှစ်မှာဒီချိန်မှာ9ထိတ်6ထိတ်ဟာနော်ဒီကနေ့သွားလိုက်တော့ဒီမှာ6ထိတ်ဒီကနေ့သွားလိုက်တော့ဒီမှာ9ထိတ်သူကအချိန်ကြိုက်ကစားကြည့်မလားဒီပွဲကိုကျွန်တော်တွေးကြည့်လာအဲ့တော့အဲ့ line ထဲမှာကျွန်တော်တို့ကြာနေတဲ့ကဏ္ဍ ငါးလေးနှစ်ပေါ့နော်အခုကကျွန်တော်တို့ဘယ်နှချိန်ရောက်ပြီလဲချစ်ချိန်ရောက်ပြီနော်ချစ်ချိန်ရောက်ပြီဒီကနေ့ဘယ်သူကနေတန်းတန်းသွားအဲ့လိုက်နေမှာချစ်ချိန်မှာထွက်တဲ့ကနေအခုဒီချစ်ချိန်မှာထွက်တဲ့ကနေလွတ်နိုင်သူကြီးလေတဲ့ရောက်နေနေတူတယ်လိုင်းမော်တက်လာပြီဆိုရင်တော့ကျွန်တော်သိတယ်ကျွန်တော်အခုလိုင်းမော်တက်လာရင်အဲ့ဒါလေတဲ့ရောက်နေ မနေ့ကလည်း live water တာနဲ့လေထဲရောက်ထင်ဖုန်းကောက်ဆက်ကျွန်တော်သိတယ်ကျွန်တော်ကိုပေါ့မှာလို့မြေကျွန်တော်နဲ့ကမသိညာမှာပြောထားတဲ့ဒီကနန်းတော့သူပေါ့မှာခြင်းသေးတယ်ကိုတာမပေါ့တာအဲ့ဒီမှာသူ့ရဲ့အောက်ဆောင်မှာပေါ့ကျွန်တော်တို့ဒီကိုခါကိုခါပေါ့နော်ကိုခါကိုခါလို့ကြိုက်တယ်သူ့ရဲ့ဇောင်းတပွဲကြော်ကိုပြီးတော့သူ့ရဲ့အောက်ဆောင်တပွဲကြော်မှာဒီလိုရှစ်ခါရှစ်ခါလို့ကြိုက်တာတယ်နော် တပွဲကြော်အခုဒီနေရာမှာသူ့ရဲ့ဇောင်းတပွဲကြော်မှာကျွန်တော်ဒီခွန်ခွန်လို့ရိုက်တယ်เนาะသူ့ရဲ့ဒီဇောင်းတပွဲကြော်ဒီပွဲထွက်မဲ့ခဏအဲ့ခဏနေကအချိန်၄နှစ်ကြော်ကလာတဲ့ခဏနေเนาะ၃နှစ်ကြော်လား၄နှစ်ကြော်လားနေအောင်ကျွန်တော်ကြည့်လိုက်အောင်ကျွန်တော်ကြည့်လိုက်အောင်ကျွန်တော်စာရွက်ကျွန်တော်ပြန်ကြည့်မှသိပါအဲ့ဒီခဏကတဲ့၃နှစ်ကြော်ကလာတဲ့ခဏเนาะအဲ့ဒီခဏက1 2 3 3နှစ်ကျော်4နှစ်မြောက်ထဲကလာတဲ့ကနေ။အဲ့တော့ဘာလို့ဒီကနေထွက်တုံးဆိုတော့သူ့အပေါ်ကကနေ။နော်အဲ့ဒီကနေကနောက်နှစ်ကိုသူကလိုက်ထွက်ထားတာ။ဒီကနေကနောက်နှစ်ကိုထွက်ပြီးမှ သူ့ရဲ့အောက်ကကနေက3နှစ်ကျော်ကိုသူသွားထွက်တာ။ရှစ်ကြိမ်မှာအတိအကျထွက်တယ်။နော်ကျွန်တော်တို့ဒီ၃ညနောက်ပိတ်ဆောင် 9နောက်ပိတ်ဆောင်အခုကျွန်တော်တို့ဒီ10နောက်ပိတ်ဆောင်ပေါ့เนาะသူစီနီယာတွေပြေးထားတာအဲ့တော့အခုတက်ခါကျွန်တော်တို့ဒီကဏ္ဍကလည်းရှေ့ကိုတနေ့နှစ်နေ့3နေ့ကြော်လိုက်တော့ဒီ6ခါ6ခါဖြစ်တယ်6ခါနှစ်ထဲကကဏ္ဍအဲ့တော့ဒီကဏ္ဍနှစ်ကเนาะကျွန်တော်ဒီမှာ566အဲ့ဒီ566ကဒီမှာ656လို့ထွက်တယ်เนาะ အဲ့ထွက်တော့သူ့အပေါ်ကကဏ္ဍ69 3ဆိုတဲ့ကဏ္ဍကသူ့ရဲ့နောက်နှစ်ကို69 3လို့သူလိုက်ပေါက်ထားတာဒီမှာပေါက်ထားတာเนาะအဲ့တော့အပေါ်ကဏ္ဍညီနောက်နှစ်ကိုလိုက်ပေါက်ထားပြီသူ့အောက်ကကဏ္ဍက3နှစ်ကျော်8ကြိမ်ကိုနောက်ပဲရေဆောင်မှာသူထွက်တယ်เนาะအဲ့အခုတောင်ရပြီပြီကိုပြီပြီရှင်းနောက်ပဲရေဆောင်မှာထွက်မဲ့ကဏ္ဍဒီခွန်ခွန်လို့ရိုက်မြင်းကုန်မှာထွက်မဲ့ကဏ္ဍရှေ့တနှစ်နှစ်နှစ်3နှစ်ကျော်3နှစ်ကျော် လေးနှစ်မြောက်ထဲကကျွန်တော်တို့ဒီ9ကိုခွန်ဆိုတဲ့ခဏကသူ့ရဲ့နောက်နှစ်ကို9ကိုခွန်လို့သူထွက်ထားလို့သူ့ရဲ့အောက်ကခဏเนาะကျွန်တော်တို့ဒီကိုခွန်နှစ်အဲခုနကကျွန်တော်ပြောသလိုမျိုးကိုထိတ်စည်းကိုအပေါ်ခဏဝန်းချင်းခွန်နောက်ဘက်ကအငိမ့်နေဆိုရင်ကိုနှစ်ခွန်เนาะနောက်ထပ်တစ်ချက်တတိပေးလိုက်မယ်ဒီဘွဲမှာနှစ်ထိတ်ကြောက်เสียကောင်းတယ်เนาะနှစ်ခွန်ကိုလို့လဲပြောင်းထိုးကိုနောက်ဘက်လည်းရှိတယ်เนาะကျွန်တော်ပြမယ် အဲ့ဒီမှာအခုကျွန်တော်တို့ဒီကဏ္ဍ696ဝန်းချင်း696ရဲ့နှစ်နှစ်ကျော်မှထွက်တဲ့ကဏ္ဍအပူအဲ့ဒီအပူကသူ့အောက်မှာဝန်းချင်းနော်အဲ့တော့သူကသွားကြိုက်တယ်အဲ့ဒီကဏ္ဍကကိုနစ်ခွန်ကနော်ဒီကဏ္ဍကိုဝန်းချင်းနေနေရာထိုင်ငြိမ်နေလေဖြစ်မယ်အဲကိုထိုက်စီပုံတီလိုက်ရိုက်တယ်ဆိုရင်လေသူကကြားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကဒီခွန်နောက်ပိတ်နှလုံးမြောက်ရဲ့တပွဲကျော်မှာ နှစ်ထိတ်ပေါ်မယ်ဆိုပြီးကျွန်တော်ကတွေးထားတာအဲ့ဒီနှစ်ထိတ်ကနှစ်ဘက်ကနှစ်ထိတ်အဲ့ဒါလေးကျွန်တော်ရှိတာ ਨੇ နော်ဒီလိုလဲထိုးလို့ရတယ်နောက်တစ်ချက်ကကိုအဘိတ်ဒီနားမှာအနီးကပ်ရှိတယ်နော်အဲနောက်တစ်ချက်ကျွန်တော်ကစားနေကြ line ကိုကျွန်တော်တို့တွားမယ်နော်ကျွန်တော်တို့ဒီ line ကတော့လွတ်လို့မရဘူးငါးစုံခုနှစ်က line ကတော့လွတ်မရဘူးသူမပါဘဲနဲ့ကိုမပြီးသေးဘူးတပွဲမှနော်ပွဲစဉ်အတိုင်းမှာကျွန်တော်ကစားပြတယ် အားလုံးကိုနှစ်ကစိုက်တရပါမသူကအဲ့ကနန်းကအောင်းနေဘယ်လိုလဲလိုက်လိုက်အောင်မအဲ့တော့ကျွန်တော်တို့ဒီ2005နော်25 25ပေါ့နော်အော်အဲ့ဒီနှစ်ထဲမှာကျွန်တော်တို့နှစ်ပွဲဆက်အောင်ထားတယ်နော်ဒီလိုင်းကအဲ့ဒီနှစ်ထဲမှာခုနောက်ပိတ်နှလုံးထောင်လိုက်တာက အဲ့ဒီခွန်နောက်ပိတ်နှလုံးထောင်သူ့ဆောင်မှာရှေ့ပေါင်းနှစ်လို့ဖြစ်တယ်အဲ့ဒီနှစ်ကနှစ်ပါပါခွန်နောက်ပိတ်နှလုံးထောင်နော်ဒါဆိုရင်ဒီ2015ထဲမှာလည်းကြည့်နော်ဒီမှာရှေ့ပေါင်းနှစ်သူ့ဆောင်မှာနှစ်ပါပါခွန်ပိတ်နှလုံးထောင်အခုဒီနှစ်ထဲမှာလည်းအခုဖြစ်ပြီပေါ့ဗျာနော်ဒီမှာရှေ့ပေါင်းနှစ်လို့ဖြစ်တယ်သူ့ဆောင်မှာခွန်နောက်ပိတ်နှလုံးထောင်နော်အဲ့အဲ့ဒီမှာ အဲ့ဒီခွန်နောက်ပိတ်နှလုံးထောင်ပြီးသူ့အောက်မှာထွက်တဲ့ခဏန်းကိုကြည့်လိုက်မယ်အဲ့ခဏန်းကဒီသူကနေရှေ့1 2 3 4 5 6 9 8 9နှစ်မြောက်ကခဏန်းနော်9နှစ်မြောက်ကခဏန်းကိုသူက30ပြိတ်အောက်ကခဏန်း၄ထိပ်စီးနေထွက်ထားတဲ့ခဏန်းနော်1 3 4ဒါဆိုရင်ဒီ2005မှာခွန်နောက်ပိတ်နှလုံးထောင်နေရှေ့ပေါင်း2ရက်ပါပါခွန်ပိတ်နှလုံးထောင်

သူ့အောက်မှာထွက်မဲ့ကနန်းသည်တဲ့ကျွန်တော်တို့ရှေ့9နှစ်ပေါ့နော်1 2 3 4 5 6 9 8 9 9 9 9 9 9 9 9 9 9နှစ်မြောက်ထဲကသူကဒီနေရာမှာတစ်ချက်ကနည်းနည်းဟောဟောဟောလေးရလဲတိုက်တယ်ဒီနေရာမှာသူကအဲ့ခုနကကျွန်တော်ပြောတဲ့9ခွန်နှစ်ဆိုတဲ့ကနန်းဒီမှာရှိတယ်နော်ဒါပေမဲ့ကျွန်တော်ကအထောက်နဲ့အကျဉ်းခိုင်းလိုက်လိုက်တဲ့အခါကျတော့ရှေ့ပရိတ်အောက်မှာနှစ်ထိပ်စီးနဲ့ပေါက်ထားတဲ့ကနန်းဆိုရင်နှစ်နှစ်လေး ဘာလို့နိနေလေးကိုပြောတော့လဲခုနကကျွန်တော်ပြောတဲ့ဒီနိနေခွန်ဝမ်းချင်းနဲ့ကြလာခဲ့ရင်အဲ့ကောင်က၄နိနိတော့ဒီမှာကျွန်တော်ရေးထားပြီးသားဟမ်ဟိုက်ပုံစံနေကြလာလို့ရတယ်နော်ဒါနိနေခွန်ဝမ်းချင်းနဲ့ကြလာမှာနော်လေးထိုင်မှလာရင်အပူလို့ကျွန်တော်ပြောထားတာတွေနော်ဒါမျိုးတွေလည်းရှိတယ်အဲ့တော့ဒီကဏ္ဍကတော့အာကိုထိုးရမယ်နော်အဲ့သူကအဲ့ဒီနိထဲမှာ ကျွန်တော်တို့ဒီနှစ်နှစ်ခုဝန်ချင်းနဲ့ကြိုက်တာတဲ့သူ့ရဲ့နောက်နှစ်နှစ်ခုဝန်ချင်းနဲ့ကြိုက်တာသူ့ရဲ့ပေါ့နော်ဒီလိုမျိုးနဲ့ question ရှိအဲ့တော့ဒီကောင်ကိုကျွန်တော်နည်းနည်းစိတ်ဝင်စားတယ်နော်နှစ်ခု၉နော်နောက်တစ်ခါနှစ်နှစ်ခုဝန်ချင်းဖြစ်နေတဲ့နှစ်နှစ်၄နော်သူကအချိန်ကြိုက်ဆောင်တတ်တာနော်အချိန်ကြိုက်ဆောင်တတ်တာအဲ့အဲ့အချိန်ကြိုက်ဆောင်တတ်တာတွေမယုံလို့မရဘူးကျွန်တော်တို့ဒီအောက်မှာတော့အချိန်ကြိုက်ဆောင်တတ်တာ၃ခုနှစ်အပေါ်၃ပွဲကျော်၉၄၀ အဘောသုံးပွဲကြော်ရှေ့လျှောက်ပေါ့ဒါအကြိမ်ခဲကြီးဇောင်းတက်လာတာအဲ့ဒီကနေ့သူနောက်နှစ်မှာသုံးနောက်ပိတ်အောင်ကြတာလေနော်ဒီမှာကျွန်တော်ပြောခဲ့တယ်သုံးနောက်ပိတ်အောင်ကြဒီကနေ့လည်းအတူတူပဲသူ့ရဲ့နောက်နှစ်မှာသုံးနောက်ပိတ်စားကြတဲ့အောင်မှာကြတာဒီမှာလည်းအတူတူပဲသူ့ရဲ့နောက်နှစ်မှာသုံးနောက်ပိတ်စားကြတဲ့အောင်ကြဆိုပြီးကြသွားတာနော်ဒါချေချောက်ပေါ့အခုလည်းသူကဒီလိုပဲအကြိမ်ခဲကြီးတက်လာတာသူ့ဘော်တက်တန်းတန်းလာသူ့ဘော်တက်တန်းတန်းလာတာနော် အကျိန်ไก่ကြီးသူကဖြစ်လာတာဟုတ်เนาะအဲ့ဒီမှာ၄ထိပ်စီပရိတ်30ပေါ့နော်၄ထိပ်ပရိတ်30သူနဲ့တန်းတန်းလာလိုက်တော့၃ထိပ်စီပရိတ်9သူ့ဘော်တက်တန်းတန်းလာလိုက်2ထိပ်စီနဲ့ပရိတ်8ဟောဒီလိုဖြစ်နေတာအဲ့ဒီကဏ္ဍကနိမ့်နိခုံ1ချိန်နဲ့ဆိုရင်ဒီနိမ့်နိ4ဆိုတဲ့ကဏ္ဍမျိုးတန်မျိုးထည့်သွားလို့ရတယ်เนาะနောက်တစ်ခွက်ကအဲ့ဒီနိမ့်ထဲမှာတိုက်တိုက်ဆိုင်ဆိုင်နိခုံနိ1ချိန်နဲ့ခုနကျွန်တော်ပြောတဲ့ ဟိုးခွန်နဲ့ဆိုတဲ့ကဏ္ဍကရှိနေတယ်နော်ဒီကောင် short အတွက်လို့မရဘူးအဲ့ဒါဆိုရင်တဲ့အဲ့ဒါဆိုရင်ခုနကကျွန်တော်ကိုးနောက်ပိတ်ထိုးလို့ရတယ်လို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့တော့ကျွန်တော်ဒီနေရာမှာရှေ့နှလုံး6ကို3နောက်ပိတ်နဲ့ကိုးနော်ကိုးရှေ့နှလုံး2ကို6နောက်ပိတ်နဲ့10နော် ရှင်းနှလုံး6နဲ့9နဲ့က7အဲ့တော့9 30 7လို့သူ3ခက်ကစားထားပြီနော်အဲ့9 30 7လို့ကစားတော့ပြီးခဲ့တဲ့ဘွဲကကျွန်တော်ကအဲ့ဒီအထောက်ကလေးမပြတော့ဘူးဒီနှလုံး1ဒီနှလုံး2ဒီနှလုံး3ဆိုပြီးကျွန်တော်ပြန်ပြတယ်စီနီယာတွေရှိတာဟုတ်သူကနော်ထားလိုက်တော့အဲ့ဒီမှာခေါနောက်ပိတ်လက်အောင်ထားပြီးဒီ9 30ကိုသူကဒီမှာ1 2 3ပြန်ကစားထားပြီးပြီနောက်တစ်ချက်အဲ့ဒီမှာကျွန်တော်တွေးကြည့်တာ ကျွန်တော်တွေးကြည့်တော့သူ့ကိုဘယ်လိုပြန်ကစားခြင်းတယ်လဲဆိုတော့ဒီနှလုံး6ကိုနှက်ခတ်ကိုကျွန်တော်ဒီနှလုံးကို6လို့ထည့်ခြင်းတာနော်6လို့ထည့်ခြင်းတာထပ်ပြီးတော့ဒီနှလုံးပေါင်းခြင်းကခွန်လို့ဖြစ်တယ်နော်တုံညာရဲ့နှက်ခတ်ခွန်ဒါဆိုတည့်ရဲ့နှက်ခတ်ဒီမှာဒီနှလုံးကို8လို့ဖြစ်ရင်ဒီနေရာမှာကျွန်တော်တို့ကကိုးနောက်ပိတ်ထည့်ရမှာနော်အဲ့ဒီ ကိုတုံညာတစ်ကိုကျွန်တော်တို့နှက်ခလန့်လိုက်တော့6ခွန်8ဆိုပြီးပြန်ထည့်မယ်အဲ့တော့ဒီနှလုံးကို6ဒီနှလုံးကိုခွန်ဒီနှလုံးကို8လို့ရိုက်ရှင်းတာအဲ့ဒီမှာကျွန်တော်မျက်စိသွားတွေ့တာဒီ6အဲ့ဒီ6ရဲ့ပါဝါဒီနှလုံးကိုသူကတစ်လို့တစ်လို့သူကစားနေနော်ဒါဆိုရင်ဒီတစ်တစ်ရဲ့ပါဝါဒီထိတ်နဲ့အပိတ်နဲ့ကို6လို့သူကစားတယ် ဒါဆိုရင်ဒီမှာတစ်ခါဒီတစ်ခါရဲ့ပါဝါကိုကိုထိတ်နဲ့ခွန်အပိတ်နဲ့သူ6လူကစားတယ်။ဒါဆိုရင်ဒီမှာ၄ခါ၄ရဲ့ပါဝါ၃ညထိတ်နဲ့၉နောက်ပိတ်နဲ့မှသူက၉လူကစားမယ်ဆိုရင်ကျင်းတော်ကစားခြင်းနဲ့စီနီယာ၃ချက်အပြေးလေးတွေပေါ့နော်တိုလီထွားလေးလေးတွေနဲ့သွားတိုက်ရင်သူက၉နောက်ပိတ်ကစားသွားလို့ဒီပွဲမှာရတယ်နော်။အဲ့ဒါအဲ၉နောက်ပိတ်လေးကိုတစ်ချက်တတိထား။အဲ၉နောက်ပိတ်နောက်တစ်ဆိုင်ရှိသေးတယ်နော်ကျွန်တော် ဆိုင်ရှိတယ်ခဏလေးကျွန်တော်ခြားလိုက်မယ်နော်အဲ့ဒီတက်ဆိုင်နဲ့ဆိုင်တွေနဲ့ကျွန်တော်ပြောတာမဟုတ်ဘူးအဲ့ကိုနောက်ပိတ်နောက်တက်ဆိုင်ရှိစင်းဒီမှာချထားလိုက်ရအောင်ဖြစ်သွားပြီမိသွားတာမိသွားတာမိသွားလို့ ခွန်ရှိကိုဒါခွန်ရှိကိုဒီကောင်လေးကိုနောက်ပဲလေးကြာနိုင်နေဒါတော့စီနီယာတက်လာတာမဟုတ်ဘူးထောက်နေอืมกูนอกไปอยู่เนาะเวนะกว่าถ้ามีญาติอ่ะเราปะอ๋อดีมา ဒါကပြီးခဲ့တဲ့ဘွဲကကျွန်တော်အဲ့ထွက်ခန်းနီးမှာအဲ့လိုပြတော့မှပြလိုက်ရအောင်ဆိုတဲ့ခွန်နောက်ပိတ်လိုင်းလေးပါပဲเนาะဒါလေးကကျွန်တော်ပြောခဲ့တယ်ဒီနှလုံး6ဒီနှလုံးက6เนาะသူကနှစ်နှက်ခက်၄ပြန်ရိုက်တာအဲ့ဒီနှစ်နှက်ခက်၄ပြန်ရိုက်သူ့ဘေးမှာထွက်တဲ့ခဏသူ့ရှေ့နှစ်ခက်ခဏ940ထွက်တယ်เนาะအဲ့ဒီ940လို့ထွက်ပြီးတဲ့နယ်လို့သူ့ရဲ့အောက်မှာဒီနှစ်ပါဝါခွန်ပြန်ပိတ်တာเนาะဒီမှာလည်းအတူတူပဲဒီနှလုံး6ဒီနှလုံး6ကိုနှစ်၄နှက်ခက်ရိုက်တယ် သူ့ဘေးထွက်တဲ့ခဏကသူ့ရှိနေကခဏဒီနေ့ရဲ့ပါပါသူ့အောက်မှာခွန်ပိတ်တာနော်အခုလည်းအဲ့ဒီလိုဖြစ်တာပဲနှစ်လေးနက်ခရိုက်ပြီးဒီနှလုံး6ဖြစ်ပြီးသူ့ဘေးထွက်တဲ့ခဏသူ့ရှိနေကခဏနှစ်ပါပါသူ့အောက်မှာခွန်တစ်လုံးပိတ်ဆိုပြီးကျွန်တော်ပြပြီနော်အဲ့ဒီသူ့ရဲ့အောက်မှာဘယ်ကလာလဲတော့မသိဘူးခွန်နောက်ပိတ်၈နောက်ပိတ်တကူနောက်ပိတ်ဆိုပြီးသူထည့်သွားလို့ရတယ်နော်အဲ့ဒီ၉နောက်ပိတ်ကိုကျွန်တော်ကဒီ line ကိုကြိုက်သွားလို့ပြတာ ီလိုင်းကပြီးခဲ့တဲ့ဘွဲကကျွန်တော်ပြတယ်ဒီပရိတ်ခွန်၄နောက်ပိတ်သူ့ရဲ့အောက်မှာဟဲ့ဒီပရိတ်ခွန်ကြောင့်အထောင်သုံးလုံးကခွန်နောက်ထောင်သုံးလုံးခွန်လို့ဖြစ်တယ်နဲ့ဒီကနေ့ဒီရှေ့တနေ့ကြောကကနအဲ့ဒီမှာနောက်ထောင်သုံးလုံးခွန်ပြီးတယ်နဲ့ဒီသုံးလုံးပြန်ပြီးခွန်လို့သူရိုက်နေတယ်နော်နော်နောက်ထောင်သုံးလုံးခွန်ကိုဇောင်းသုံးလုံးခွန်ပြန်ရိုက်တယ်ဒါဆိုရင်ဒီမှာလည်းအတူတူပဲခွန်ပရိတ်၄နောက်ပိတ်တယ်သူ့အောက်မှာနောက်ထောင်သုံးလုံးခွန်တယ် ခွန်တဲ့ကဏ္ဍဇနိကြောကကဏ္ဍဖြစ်ကမယ်အဲ့ဒီနောက်တော်သုံးလုံးခွန်ပြီးတာ ਨੇ ဇောင်းသုံးလုံးကိုခွန်လို့ပဲသူပြန်ရိုက်တယ်နော်ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာခွန်ပရိတ်၄နောက်ပဲပြီးနောက်တော်သုံးလုံးခွန်ခွန်နောက်ပဲအငြိမ်ရှိတနိကြောကကဏ္ဍအဲ့ဒီမှာထွက်သွားပြီနော်ထွက်သွားတော့အဲ့ဒီခွန်ကိုဇောင်းသုံးလုံးခွန်မယ်ဆိုရင်ဒီမှာ6ဒီမှာ2ဒီမှာ6เนาะ6 2 6ဆိုတဲ့6နောက်ပိတ်ထဲမှာခွန်ဖြစ်မှာเนาะ ဲ့ဒါကြောင့်မလို့ကျွန်တော်ကဒီဘွဲကိုကိုးနောက်ပိတ်လေးမစိုးဘူးလို့လေးရှိခွန်ပြန်ကြမစိုးဘူးပေါ့ဗျာเนาะဒါထိုးရတော့မယ်အဲကိုးနောက်ပိတ်နဲ့ကျွန်တော်ပြတာအဲ့တော့ခုနကကျွန်တော်ပြတဲ့ဒီကနန်းမျိုးပေါ့နော်ကိုနောက်ပိတ်နဲ့လည်းထားထိုးပါเนาะအဲဒီမှာကတော့ဒီ site ကတော့တဒန်းနဲ့တော့ပြေးနေတယ်မကြိုက်ဘဲကြိုက်ပါတယ်သူ့နေ့ နှစ်နှစ်ခွန်ဝန်းကျင်းနဲ့ကြိုက်တာပေါ့နော်5 6 3 9သူ့ဆောင်ထွက်တဲ့ခဏ3နှစ်ကျော်ကခဏသူ့အပေါ်ခဏနောက်နှစ်ပေါက်လို့သူ့အောက်ကခဏလိုက်တာအဲဒီမှာ6 6ကိုလိုရိုက်ပြီเนาะကိုနောက်ပိတ်ဆောင်မှာထွက်တဲ့ဒီကနေ3နှစ်ကျော်ရကနေသူ့ဘော်ကနေနောက်နှစ်ပေါက်လို့ဒါဆိုရင်ဒီကနေကနောက်နှစ်ပေါက်လို့သူ့အောက်ကဒီကနေကဒီမှာခွန်ခွန်ရှစ်လို့ဖြစ်တဲ့အောက်မှာခတ်ကမယ်เนาะ နိနေခွန်ဝမ်းချင်းနဲ့အန်ခိုက်ပဲเนาะကြိုင်ထိုးကိုနောက်ပိတ်နဲ့လည်းထိုး